အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးအဆုံမောင်းအောင်တောင်းပေးလိုက်ပါတယ်ပေါ့နော်အဲလက်ရှိမှာဒီနေ့ဒါကျွန်တော်တို့ညမစံတော်ချိန်ဒါကျွန်တော်ထူးထူးဆန်းဆန်းပြဒါကျွန်တော်8:35မိနစ်ပေါ့နော်ဒါကျွန်တော်9:05မိနစ်တော့မဟုတ်မယ်8:35မိနစ်မှာတော့ဒါကျွန်တော်လက်ရှိမှာ West Ham United နဲ့ Liverpool အသင်းတို့ပွဲစဉ်တွေဒါတွေ့ရမယ်ဒီမှာပါပါတယ် West Ham United အသင်းရဲ့ဒါကျွန်တော်အိမ်ခွင်းဖြစ်တဲ့ London Stadium မှာကမ်းမဲ့ပွဲစဉ်ဖြစ်တယ်တော့ဒီနေ့မှာဒါကျွန်တော်ပွဲကြီးပွဲကောင်းတွေတောက်ရှောက်ဆက်နေတယ်လို့ပြောလို့ရမယ်ဒါကျွန်တော်ပထမဒါကျွန်တော် United နဲ့ Crystal လီပီဝက်ဆန်နဲ့လစ်ဗာပူးပြီးတော့ဒါကျွန်တော်တို့လန်ဒန်ဒါဘီပွဲတစ်ပွဲဖြစ်တဲ့ချက်ဆီနဲ့အာစနယ်ပွဲလာပေါ့တော့လစ်ဗာပူးအသင်းနဲ့ဒီနေ့ပွဲစမှာ make it ကို break it နေတာတကူရောက်ရှိလာခဲ့ပြီးလက်ရှိမှာအမှတ်အဖြစ်ကဒါကျွန်တော်အခြေအနေအဖြစ်ကလစ်ဗာပူးအသင်းတို့ကဒီနေ့ပွဲစဉ်ကလက်ရှိမှာပြောမယ်ဆိုရင်တော့ဘောတော့ဒါအပေါ်မွေလင်းလင်းပြောမယ်ဆိုရင်ဒါ premier title challenge ကလည်းလေအလံဝေးသွားပြီလို့ပြောလို့ရမယ်အဲ့တော့အဘောကအသင်းနဲ့အမှတ်ရောင်းနေတဲ့အချိန်မှာဒီနေ့ပွဲစဉ်မှာလစ်ဗာပူးအသင်းနဲ့ဒါအမှတ်ပြန်ယူပြီးတော့ဒါထိပ်ကအသင်းနဲ့ အနည်းဆုံးတော့အမှတ်ပြန်လေကတ်ရေးအတွက်ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအရေးကြီးမယ်လို့ပြောလို့ရတယ်မှာပါတယ်။လီဗာပူးတင်းကလည်းရှိမှာဒါကျွန်တော်အိမ်ဝင်းနှစ်ပွဲဆက်ရှုံထားခဲ့ပြီးနောက်ပိုင်းမှာအဝေးကွင်းမှာဒါဒီနေ့ပွဲစဉ်မှာဝက်ဆမ်ယူနိုက်တက်တွေ့မယ်။လက်ရှိမှာနူနိုအက်စပရက်တိုဆန်တိုစ်ရဲ့ဝက်ဆမ်မသိန်းကထူးဆန်းစွာနေပေဒါကျွန်တော်လက်ရှိဒါတော်တော်လေးကိုခြေစွမ်းရပြည့်ငြိမ်နေခဲ့တာကိုတွေ့ရမယ်။တစ်ဖက်ကလီဗာပူးတင်းကတော်တော်လေးခြေစွမ်းရဆုတ် ော်တော်လေးကိုအေးပေါ့ဆုပ်ပေးဖို့ကိုအတင်းလိုပါပဲဒါဆုပ်ပြတ်တတ်နေတဲ့အနေထားတစ်ခုမှသူများတင်ဆုပ်ပြတ်တတ်တယ်ပြောရတာမဖြစ်မဟုတ်ပါမယ်လက်ရှိမှာတော်တော်လေးကိုလီဗာပူးအတင်းနဲ့မတူညီလာတဲ့ခြေစွမ်းတစ်ခုပြတ်တတ်နေတဲ့အချိန်မှာတစ်ဖက်ကဝက်ဆမ်မတင်းကတော့လက်ရှိမှာနူနူအက်စပါဒိုဆန်တိုစီရဲ့လက်အောက်မှာတော်တော်လေးကိုအဆင်ပြေနေတာကိုတွေ့ရမယ်ပုံမောက်လိုအတင်းမျိုးကိုတော့ကျွန်တော်အဝေးကမှတူတူဆိုတဲ့ရလက်ကိုကံပြထားနိုင်ခဲ့လို့ဝက်ဆမ်မတင်းနဲ့လက်ရှိမှာဒါနိုင်တဲ့ပွဲစဉ်တွေကိုနိုင်ခဲ့တယ်မှာပါညူကာဆယ်ယူနိုက်တက်လိုအတင်းမျိုးကို3-1နဲ့နိုင်ခဲ့ပြီးတော့ဘန်လေးကို3-2နဲ့နိုင်ခဲ့အခုလက်ရှိမှာဒါဝက်ဆမ်ယူနိုက်တက်အတင်းနေတဲ့တန်းစစ်စုံကလွတ်မြောက်ဖို့တော့တော်တော်လေးကိုယုံကံရ မယ်ဒီထားတစ်ခုရောက်လာခဲ့တယ်။သို့ပေမဲ့တော့ညလည်းလက်ရှိမှာဒါဝက်ဆိုင်းယူနိုက်တက်တင်းနဲ့ခုလက်ရှိမှာတန်ဆဲဇုံကနေပြီးတော့အပြည့်အဝဒါကျွန်တော်တို့ရောက်နေတဲ့အနေထားတစ်ခုမှာရှိရလို့ပဲပြောပြရစီပေါ့နော်။အဲ့တော့ဝက်ဆိုင်းယူနိုက်တက်အသင်းနေခုလက်ရှိမှာတော့ဒါကျွန်တော်တို့သိကြမြင်ကြတွေ့ကြတဲ့အတိုင်းပဲဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့ အနိုင်သုံးမရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တော်တော်လေးကိုတော့အောက်ကသင်းနဲ့လွတ်သွားနိုင်မယ်ဒါမှရှိရယ်။ United ကဘန်လီသင်းတို့ကလက်ရှိမှာ10မက်ဆက်တမန့်နဲ့အတူတွေ့နေရမြင်နေရတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ဒီဘက်ဆိုင်ပြည်နယ်သင်းတွေနေပေါ်မှာသုံးမက်ဆူစားနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ relegation zone တွေကနေပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ကိုစတင်ပြီးတွေ့ရမယ်ဒါမှရှိရယ်။တစ်ဘက်က Liverpool သင်းကို Liverpool သင်းနဲ့ဒီနေ့ပွဲစဉ်မှာသုံးမက်ရယူလိုက်နိုင်ဝင်တဲ့တွင်ကတော့ကျွန်တော်တို့ဒါ top 6အသင်းတွေကိုဝင်သွားဖို့အတွက်အခြေအနေတွေကောင်းသွားဖြစ်တယ်။အဆင့်5ကဒါကျွန်တော်လက်ရှိမှာ Aston Villa ကိုမှီဖို့အတွက်ဆိုတော့ GDE ကဒါကျွန်တော်တူတဲအားလုံးပေါင်း6 ဘူးလို့သွင်းထားမယ့်နေထားရောက်မှတကြောင်ဒါလည်းဘူးသွင်းတော့တိတ်တော့လွယ်မယ့်နေထားမှတော့မရှိဘူး။ဒါပေမဲ့ဒါမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူးပေါ့နော်။ဒါဘယ်လိုပြောမှမြေတုပ်ပင်စူးစီကောင်းမယ်။ဒီနေ့ပွဲစဉ်မှာလစ်ဗာပူးအသင်းကဒါကျွန်တော်၃မှတ်ရလိုက်ရုံနဲ့တင်ကိုဒါကျွန်တော် top 6တဲကိုဝင်သွားနိုင်တဲ့နေထားတစ်ခုပြန်ရောက်သွားမယ်။အပေါ်ကအသင်းနဲ့အတူမြတ်ပြန်လဲပြီးကတ်သွားနိုင်မယ့်ဒါမှပြောချင်တာအဆင့်၄ကဆန်လန်တမတ်ပဲပြန်ကွာတော့မယ့်နေထားတစ်ခုကိုပြန်ရောက်သွားမယ့်နေထားမှရှိတယ်ပေါ့နော်။ပြောချင်တာအောက်ကအသင်းနဲ့ပေါ်ကအသင်းနဲ့အရန်ကြီးအမှတ်မကွာတဲ့အတွက်ကြောင့်မတကယ်တဲ့နိုင်ခဲ့မယ်ဆိုရင်တော့လစ်ဗာပူးအသင်းနဲ့အပေါ်ကအပေါ်ကို check in ဆိုလို့ပြန်ရောက်သွားနိုင်မယ့်အခွင့်အရေးရှိတယ်။ဒါပေမဲ့လက်ရှိမှာလစ်ဗာပူးအသင်းပါ body monitor. လေပပူးတင်းရဲ့လက်ရှိမှာဘာတွေမှားနေလဲဆိုတော့ဘာမှမမှန်နေတဲ့ပြဿနာကတော်တော်လေးဆိုရတာတခါကြရင်ဗျာမှားနေတယ်ဆိုရတဲ့မမှန်နေတာကပူပြီးဆိုးတဲ့အနေထားတစ်ခုလို့ကျွန်တော်နင်မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကူနာတေးရဲ့ဒါကျွန်တော် focus အပြည့်ကိုကျွန်တော်ပြုတ်ပြင်မြင်ကျင်တဲ့ပွဲစဉ်တွေဘယ်လိုကျွန်တော်နင်မြင်ကျင်တယ်လက်ရှိမှာ real madrid ကသူ့ကိုတေးရဲ့ဝင်မခေါ်တော့ဘူးလို့ဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာကူနာတေးတယောက်ကလက်ရှိအနေထားရတာကျွန်တော်လက်ရှိမှာ fully game ကို fully focus နဲ့ပြန်လုပ်သင့်မလို့မြင်တယ်လက်ရှိမှာ rwrb မရှိတော့တဲ့အနေထားမှာလေပပူးတင်းနေတာကျွန်တော် strategy တစ်ခုကိုပြောင်းသင့်မလို့မြင်တယ်အဓိကနောက်တစ်ခုပြောရမယ့်အနေထားကခုက တာအာနီစ်လောအာနီစ်လောအနေနဲ့ခေါင်းမှဂျင်းဒီကိုလုံးဝရက်တန့်သိမ့်ပြီလို့မြင်တယ်။ဒီလိုမျိုးပွဲစဉ်တွေမှာလက်ရှိမှာဒါဆိုအပြောင်းလဲတွေစတင်ပြီးပြုလုပ်ပြီးတော့ဒါကျွန်တော်တို့သွားနေကြပုံစံမျိုးမဟုတ်ဘဲနဲ့မြင်နေကြပုံစံမျိုးမဟုတ်ဘဲနဲ့အသစ်သစ်သောပုံစံမျိုးတွေအာနီစ်လောပြောင်းလဲသိမ့်တဲ့ပွဲစဉ်တွေပေါ်လို့မြင်တယ်။တစ်ဖက်ကနူနိုအက်စပါတိုဆန်တိုစ်ရဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့အနေဒါတစ်ခုကိုရောက်လာခဲ့တဲ့အနေဒါမှရှိတယ်။ဒါလက်ရှိမှာဒါတော့ အနူလိုအက်စပရက်ဆိုဆန်တိုရှေ့အတင်းကခန်စင်ပိုင်းကဂိုးတွေပြီးနေခဲ့ရပါမယ်။အရင်တော့ငါတက်ဆိုင်နူနိုလက်ထက်မှာဒါခန်စင်ပိုင်းနည်းနည်းလေးပြန်ကောင်းလာခဲ့ရတွေ့ရတယ်။ဒါပေမဲ့အဓိကလားဝက်ဆမ်မသိနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးအဆင်ပြေလာခဲ့တာသူတို့ရဲ့တိုက်စင်ပိုင်းပဲ။နူနိုအက်စပရက်ဆန်တိုရှေ့ဒါအသက်သွေးကြောဖြစ်တဲ့သူတို့ရဲ့ဝင်းကစားသမားတွေကိုအသုံးပြုခြင်းမှာဒါနူနိုအက်စပရက်ဆန်တိုကတော်တော်လေးကိုတော်တော်လေးပြောလို့ရတယ်မှာပါတယ်။ဒေါ်လန်ဟော့စပါတော့ကဆွန်ဟောင်မင်ကိုသူ့နေတကယ်ကိုအလွန်ကျွံသုံးပြုခဲ့တဲ့နေရာမှာရှိခဲ့လို့ဒါကြောင့်ဒီကြားထဲတွေမှာလက်ရှိဒါနော်တန်ဖော့စ်တွေမှာဒါကြောင့်တွေ့ကြတယ်မယ်အန်တိုနီအလန်ဂါတို့ဒါလက်ရှိဒါဟတ်ဆန်အိုရိုက်တို့ကိုအသုံးချပြီးသူ့ရဲ့ကောင်တာပရက်စ ီနီမှာသူကအဓိကအားယူရတဲ့နေရာမှာရှိတယ်။ဒီနောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်လက်ရှိသူ့အနေနဲ့ဒါဘိုဝယ်နဲ့ဆမ်မာဗေကိုအဓိကအသုံးပြုပြီးကောင်နာထရန်ဇီရှင်တွေမှာတစ်ဖက်ရဲ့ဒါအလင်းငတ်ကိုအသုံးချတဲ့ပုံစံမျိုးတွေဒီဇိုင်းလိုက်တွေ့ရတယ်။အဲ့တော့လစ်ဗာပူးတင်အားလန်ချက်ကလက်ရှိမှာထူးဆန်းစွာနဲ့ပဲနူနူအက်စပါတိုဆန်တုစ်အသင်းအာတာချက်တစ်ခုဖြစ်နေတာကတော်တော်လေးကိုစဉ်းစားစရာတစ်ခုဖြစ်လာခဲ့တယ်။ဒီနေ့ပွဲစဉ်မှာလစ်ဗာပူးတင်နဲ့ခါတိုင်းပုံစံမျိုးရိုက်ဘက်နေရာမှာကာတစ်ဂျုံမဲ့ထတာမက်ဆိုဘူစလိုက်ပဲထတာဘဒုကိုဘလိုပုံစံမျိုးနဲ့ပဲထတာလက်ရှိမှာဒါလစ်ဗာပူးတင်နဲ့ရိုက်ဘက်နေရာမှာဒီနေ့ပွဲစဉ်လိုမျိုးမှာကာတစ်ဂျုံကိုထားလို့မဖြစ်ဘူးလို့ကျွန်တော် နဲ့မြင်နေ maybe ဒီနေ့ပွဲစံမှာ possible အရာလက်ရှိမှာ Joko Max လေးအောင်လဲဒဏ်ရာမရနိုင်တဲ့တမှာ maybe why not 3 back 3 back ပုံစံမျိုးဒီနေ့ပွဲစံမှာတုံးကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်လုံးဝလုံးဆရာမမြင်တဲ့ Cardiff John ကို right back မှာထားမယ်ဆိုရင်ဘာမှလုံးဝမဖြစ်နိုင်တာရှေ့ရှေ့လေးဒါကျွန်တော်ရှေ့ပွဲတုန်းကလည်း Paris ဆိုတော့ဒီဘက်ကအချမ်းကနေပဲအဓိကဒုက္ခအများကြီးပေးသွားခဲ့တာဖြစ်ပြီး Cardiff John နေနဲ့ right back နေရာမှာဘလူးမအဆင်မပြေဘူးဆိုတာတွေ့ရမယ်ဒီနေ့မှာဒါ Cardiff John ကိုကျွန်တော်တဘောကျတဲ့အချက်တွေရှိပေမဲ့လက်ရှိမှာ Cardiff John ဒီ right back ကို inverted fullback လုံးဝမဆော့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်အာနီဆိုအနေနဲ့ဒါကြီးကိုရေရှည်ဆက်သုံးနေမှာဆိုရင်အသင်းကတော်တော်လေးကိုချွတ်ချုံချသွားနေ င်တယ်လို့မြင်တယ်။အဲ့လေပတ်ဝန်းကျင်နေ့ပေါ်မှာဂျိုကိုမက်စ်ကိုဘာလို့နီးပြားကလုံးဝမကြိုက်လဲတော့မသိမယ်။ဒါမမရှိမရှိမရှိသုံးတော့သုံးရမယ့်ဒီထားတစ်ခုကိုလေပတ်ဝန်းကျင်ရောက်လာခဲ့ပြီလို့မြင်တယ်။အဲ့ကျွန်တော်ရဲ့ပါစတယ်မြင်မှာ maybe 3ဘက်နေရာမှာဂျိုကိုမက်စ်မသုံးကျင်ဘူးဆိုတော့ Andy Robertson, Van Dijk, Kunate ဆိုတဲ့ပုံစံမျိုးကိုသုံးမယ်ဆိုရင်တော့မဆိုးလာဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါ3 5 2ပဲဖြစ်ဖြစ်3 4 3ဆိုတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်လုံးလူရရင်ထားမှရှိတယ်။ဒါပေမဲ့လေပတ်ဝန်းကျင်ကလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားတွေဆက်လက်ပြီးလွဲချော်အောင်မယ်လို့သိရတယ်မှာပါ။ Florian Wirtz, Hugo Gidini ဘောဆောင်လွဲချော်မှုများတယ်။ Corner Bradley ကလက်ရှိမှာဒီဇင်ဘာ2ကုန်လောက်မှာပြန်လာတဲ့ ရဂျီယိုဗာလီနိုလီရတာလာမဲ့နှစ်ချက်မှပြန်လာဖို့ထွက်တာဖရင်ပေါင်းကလက်ရှိမှာတော့မကြခင်မှာပြန်လာနိုင်မလို့သိရတယ်မှာပါတယ်ဘတ်ဂျက်တစ်ကလက်ရှိမှာတော့ကျွန်တော်တို့လာမယ့်နှစ်လောက်မှပြန်လာနိုင်မယ်လို့သိရတယ်မှာပါအဲ့တော့တပည့်ရဲ့အသင်းမှာဒါကျွန်တော် Marvel Panos တယောက်ကလွှဲနေတော့လူတော်များစုံနေလူစုံတက်စုံနေထားမှရှိတယ်အဲ့တော့ WhatsApp သိတဲ့နောက်ပိုင်းပွဲစဉ်မှာတိုက်စစ်ပိုင်းမှာကောက်ကန်မူဆန်တယောက်ဒါကျွန်တော်တောက်လျှောက်ဒါကျွန်တော်ပြန်ပြီးတော့ဂိုးတွေဒူးနိုင်ပြီးခြေစွမ်းပြနေကြတာကိုတွေ့ရမယ်လီဗာပူးသိတဲ့အခုလက်ရှိမှာဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ဘောလုံး position ကသူတို့ကင်ထားအောင်မယ်ဒါပေမဲ့ ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းနဲ့ခါတိုင်းမှားနေကြအမှားမျိုးလုံးဝမမှားဘူးအရေးကြီးတယ်။ဒါပေးကူးတွေအရင်ဆုံးခွင့်ပြုလီဗာပူးရဲ့အခုနောက်ပိုင်းပြဿနာကပေးကူးတွေအရင်ဆုံးခွင့်ပြုလိုက်ရပြီဆိုရင်နောက်ကနေဆွတ်ဆက်ပြီးလိုက်စော်တဲ့ပြဿနာကနေနောက်တန်းတွေကအလွန်ကျွံဖြစ်သွားခဲ့နေတာမှရှိတယ်။ဒါဗန်ဒိုက်ကကူနာတေးကိုနှစ်ယောက်လုံးဒါကျွန်တော်ခန်းစစ်ပိုင်းမှာအားနေနေတဲ့အချိန်မှာဖူးဘက်တီကလည်းလက်ရှိမှာအားမကူရတဲ့အချိန်မှာကောင်တာထရန်ဇီရှင်နိုင်ကလက်ရှိမှာလီဗာပူးအသင်းကပေးရတဲ့ပေးကူးတိုင်းဖြစ်နေခဲ့တယ်။ကျွန်တော်ဒါတွေ့ကြတဲ့အချိန်မှာချန်ပီယံလိမှာဆိုတဲ့ PSV ဟိုင်းနိုဗန်ကဒါကိုပဲအဓိကအားပြုပြီးအသုံးပြုပြီးအသုံးချသွားခဲ့နေတာမှရှိတယ်။ဒီနေ့ပွဲစဉ်မှာ ည်းနူနိုအက်စပရက်တိုဆန်တိုစီအတင်းရဲ့အာတာချက်ကလည်းဒါပဲဖြစ်လို့ဒါကိုပဲအဓိကအသုံးချသွားနေတယ်မှာပါ။ဟိုနကပေါ်ခဲ့သူပဲဒီနေ့ပွဲစမှာဒါကျွန်တော်တို့တစ်ဖက်ရဲ့ဒါ WhatsApp မတင်းရဲ့ဒါကျွန်တော်တို့ လက်ဖန်ဆိုင်ကတော်တော်လေးကိုအားရဖို့ကောင်းနေတယ်။ Dior Summer Bay Paqueta ဒီ၃ရောက်အတွက်ကလက်ရှိမှာတော်တော်လေးကို combination ညီနေပြီးတော့အခုလက်ရှိမှာ WhatsApp မသိကိုလည်းတန်းစင်းစုံကနေပြီးတော့လွတ်ထွက်သွားအောင်အဓိကစွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားတွေလူလည်းပြောရမယ်ဆိုမှမအောင်အိုက်နာမတာဘူဝန်နဲ့ကကောင်မူဆန်တို့ကိုတွဲလိုက်ပြီးဆိုရင်တော့မစိုးဘူးပဲ။အဲ့တော့ WhatsApp မသိနဲ့အခုလက်ရှိမှာတန်းစင်းစုံကလွတ်သွားပြီဆိုပေမဲ့ pressure အရအရန်ကြီးတော့လွတ်နေတာမှာလက်ရှိမှာဒါကျွန်တော်ခုနပြောသူ WhatsApp မသိနဲ့ဒါအောက်ကအသင်းနဲ့ပြန်ရှင်မယ်ဆိုရင်တော့ရမယ့်အားဖြင့်တော်တော်လေးကိုကတ်နေတော့ဒီနေ့ပွဲစဉ်ကသူတို့နေအမှတ်လို့တယ်။အိမ်ကွင်းလည်းဖြစ်တဲ့ကြောင့်လက်ရှိမှာ WhatsApp မသိကအိမ်ကွင်းပွဲမှာနှစ်ပွဲစ က်နိုင်ထားတဲ့အခြေအနေဖြစ်ပြီးတော့အင်ငွေ၂ပွဲလုံးကို၃ဂိုးပြတ်နေတာဝက်ဆမ်မသိနိုင်ခဲ့တော့ဒီနေ့ပွဲတော့မူမန်တန်ရဆက်လက်ပြီးသွားမယ်လို့မြင်နေလေဗာပူးတင်းကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၂ပွဲနိုင်ထားခဲ့ရှုံးခဲ့တဲ့ပွဲစဉ်ဒီကုန်လုံးက၃ဂိုးနဲ့အထက်ကြီးပဲ၅ပြတ်ကြီးပဲရှုံးနေခဲ့တယ်ပြတော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာအာနီစလိုရဲ့အနာဂတ်ကိုတော်တော်လေးကိုတွေးရမယ်နေထားမှရှိတယ်ဒီနေ့ပွဲစဉ်မှာကဗျက်တိကဗျက်ချော်ဖြစ်ပြီးရလက်ပိုင်းရ ထင်တယ်လို့မဖြစ်သွားခဲ့ဘူးဆိုရင်တော့အာနီစလိုရဲ့ဒါအနာဂတ်ကတော်တော်လေးကိုဝေဝါးနဲ့ထူထူဖြစ်ဖြစ်ဖြစ်သွားနိုင်တယ်မှာပါအဲ့တော့အာနီစလိုနဲ့ဒီနေ့ပွဲစဉ်ကတော့ဒါတမန်ကရှက်ကလာကျွန်တော်တော်တော်ပြောစကားမဟုတ်ဘဲနဲ့မက်ဆွင်းနိုင်ကိုနိုင်ရမယ်ပွဲစဉ်တွေဖြစ်သွားပြီလို့ပဲကျွန်တော်အနေနဲ့မြင်မိတဲ့တဲ့ဘက်ပေါ့ပါအဲ့တော့ဒါလက်ရှိမှာဒါတောမက်စရန်အာမိုရင်အာနီစလိုသုံးယောက်ထဲကဘဒူအရင်ဆုံးထွက်ရမယ်ဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမှာတော့ပါလေအာနီနဲ့ဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုတော့အပေါ်ကိုပြန်လဲပြီးတက်သွားဖို့အတွက်အခွင့်အရေးရှိပြီးတော့ရမှတ်အဖြစ်လဲပြန်လဲပြီးကတ်သွားနိုင်မယ်အခွင့်အရေးရှိအောင်တိတ်ပြီးတော့ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ ဒါအရင် choose နဲ့လုပ်တာဆိုတော့ဒါပြောင်းလဲမှုတွေကိုပြုလုပ်ရမယ်နိုင်ပွဲတွေကိုဘလို့အရေးကြီးတာဗျအရေးကြီးတာရှယ်ရှယ်လေးဘလို့နိုင်နိုင်ဒီနေ့ပွဲစံမှာနိုင်ကိုနိုင်ရမှာဖြစ်မယ်ဆိုတဲ့ချင်းတွေတခုလစ်ဘာပူးတင်းပေါ်ဆောင်ရမယ်အ anyway ready ဝင်မဖြစ်ရတာကျွန်တော်ဘလို့ပဲဘလို့ဝင်မဖြစ်ဖြစ်ဝင်ဖြစ်ဖို့အရေးကြီးဆုံးလို့ကျွန်တော်အနေနဲ့ပုံကူရရကျွန်တော်အနေနဲ့အာမြင်မိတယ်မှာပါတော့အမည်ဆိုပဲစိုးစင်ကမှုဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်အမြင်ဘာမလို့အာနီစော့နေတကယ် make go go break it လို့မြင်နေခါတိုင်းသွားနေမြင်နေကြဖြစ်တဲ့ normally ကနေဖောက်ထုတ်ပြီးလက်ရှိမှာအသက်သက်တွေကိုမြင်တဲ့နေပွဲစဉ်တွေလို့ပြောရင်လည်းကျွန်တော်ကိုတောင်းပြပါအောင်အားလုံးမကြွတူပါနဲ့မြန်မြန်လေးလက်ကလစ်ပေးကြပါအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တောင်းပြပါအောင်ဒီပါဗျ